အားလုံးပဲမင်္ဂလာပါ positive energy circle weekend talk လေးအနေကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းမှာပေါ့လေကျွန်မခဏခဏကျွန်မစီကိုလာပြီးတော့ရင်ဖွင့်ကြတာစာလေးတွေပို့ကြတာအစရှိသဖြင့်ပေါ့နော်အရင်ထဲကလည်းရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာနော် များလာတဲ့အကြောင်းကပါလဲဆိုလို့ရှိရင်ဒီ relationship တွေ break up ဖြစ်တဲ့အကြောင်းတွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့တော်တော်များလာတယ်။အရင်တော့ကလည်းကျမစီကိုအမြင်ရမယ်ပေါ့ကျမနဲ့ဘလို့ energy ချိန်ဆမှုလဲတော့မပြောတတ်ဘူးဒါပေမဲ့ကျမစီကိုလာတယ်ဆိုလို့ရှိရင်အဲ့ဒါတွေကဒီ break up တို့နော် move on တို့နောက်တော့ဟို grief ပေါ့နော်အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျမစီကိုလာကြတာများတယ်ကျမကို reach out လုပ်ကြတယ်ပေါ့နော်ဒါပေမဲ့အခုဒီဘက်အပိုင်းမှာကြတော့အဲ့ relationship တွေတော်တော်များပါတယ်ကျမစီကိုလေလာပြီးတော့စကားပြောကြတယ်အဆရှိတဲ့ဖြစ်ပေါ့နော်ဒါမျိုးတွေရှိပါတယ်အဲ့တော့ကျမက counseling တို့ coaching တို့ဘာမှကျမမလုပ်ပေးပါဘူးဒါပေမဲ့တချို့ issue တွေပေါ့နော်တချို့ကိစ္စတွေမှာတော့ကျမ ဒီလို message ကနေပဲကျွန်မဖြည့်ပေးရမျိုးတွေလုပ်ပါတယ်ဒါပေမဲ့ကျွန်မဟိုလူ၁၀ယောက်မှတယောက်လောက်ပဲကျွန်မဖြည့်ပေးဖြည့်ပေးနိုင်တာပါဘာလို့လဲဆိုတော့ page ကလည်းကျွန်မကိုင်နေတာမဟုတ်ဘူးကျွန်မရဲ့ page က ဟိုကျွန်မမရှိတာများပါတယ်ဗောနော်ကျွန်မရဲ့ team ကပဲဒီ page ကိုသူတို့ operate လုပ်နေတာမျိုးဆိုတော့လေတချို့တော့ issue တွေကြာလို့ရှင်တော့ကျွန်မကိုသိတင်နေလို့သူတို့ဟိုယူဆတဲ့အတွက်ကြောင့်မလို့ပို့ပေးတာမျိုးရှိရယ်ဗောနော်ကျွန်မရဲ့ admin ဆိုရင်ကျွန်မကိုတစ်ခါလေးကြာရင် suggest လုပ်တယ်ဒါလေးကတော့ဖြည့်ပေးလိုက်ပါလားဖြည့်ပေးစီခြင်းနဲ့အစားရှိတယ်ဗောနော်သူဖတ်ကြည့်ပြီးတော့ဒါမျိုးလေးလောက်တာမျိုးလေးရှိရယ် အဲ့တော့အကုန်လုံးအတွက်ပေါ့နော်အကုန်လုံးအတွက်နားထောင်လို့ရအောင်ဆိုရင်တော့ဒီလိုမျိုးဟို weekend talk မှာပြောတာပေါ့နော်ဒါကတော့အကုန်လုံးနားထောင်လို့ရမယ်ထင်လို့ကျွန်မပြောဒီ talk လေးနဲ့ပဲပြောပြလိုက်ပါတယ်တယောက်ချင်းစီကိုတော့ကျွန်မ reach out မလုပ်နိုင်ဘူးအဲ့ဒီအတွက်ကို sorry ပါဒါပေမဲ့ဒီချိန်မှာတော့ဟိုအဲ့လိုမျိုးကျွန်မနဲ့တွေ့လို့ရတဲ့အစီအစဉ်လေးပေါ့နော်ဒါလေးတွေလည်းလုပ်ဖို့တော့ရှိနေပါတယ်ပြောရမယ်ဆိုရင်ဒီ2025ခုနှစ်မှာပေါ့နော် ကျမရဲ့အတိမိတ်ဆွေပတ်ဝန်းကျင်မှာဟို break up ဖြစ်သွားတဲ့ relationship တွေကျမကိုယ်တိုင်လည်းအများကြီးကြုံရပါတယ်။နော်လုံးဝမပြတ်ဘူးလို့ထင်သွားတဲ့တမီးရီစားတွေလုံးဝပြတ်သွားတယ်နော်။ပြတ်သွားတယ်ဆိုတာကလည်းဟိုကျမအမြဲတမ်းပြောနေကြနောက်ဆုံးရီတစ်ပေါက်ပေါ့နော်။ရီရီကတဖြည်းဖြည်းနဲ့ဆူ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 လာတယ်။ဒါပေမဲ့ဘာဖြစ်လဲဆိုမရှင်ကြသေးဘူး။ဒါပေမဲ့နောက်ဆုံးရီတစ်ပေါက်က ဒီခွက်ကြီးတစ်ခုလိုရှန်ကျသွားတဲ့အထိဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီလို break up ဖြစ်သွားတဲ့အခြေအနေတွေကိုကြည့်လိုက်လို့ရှိရင်နောက်ဆုံးပြောလိုက်တဲ့စကားလေးတခွန်းကြောင့်လဲပြတ်သွားတာမျိုးတွေတွေ့ရတယ်အဲ့လိုမျို နော်အထင်ရမှာပေါ့နော်ဒါကဘာမှမဟုတ်ဘူးလို့ထင်ပေမဲ့တကယ်တော့ဗာလဲဆိုလို့ရှိရင်ဒါနောက်ဆုံးသီးခံနိုင်တဲ့အတိုင်းဒါကုံဆုံးသွားတယ်နော်ဒီရေဆက်ရေပေါက်ကလေးကတေးတေးလေးလို့ထင်ကြပေမဲ့အရှိမဆုလာတဲ့ရေတွေကအများကြီးပဲအဲ့ဒီခါမှာဒါလေးနောက်ဆုံးတစ်ဆက်ကျလာတဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ရေကန်ကြီးတစ်ခုလုံးရေခွက်ကြီးတစ်ခုလုံးရှန်ကျသွားတယ် relationship ကြီးတစ်ခုလုံး break up ဖြစ်သွားတယ်ပေါ့နော်ဒါမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ break up ဖြစ်ကြတယ်နောက်ပြီးတော့ marriage ကြီးပေါ့နော် အဲ့ဒီ marriage တွေဆိုလို့ရှိရင်လည်းအမ်နှစ်ပေါင်းများစွာပေါင်းလာတာပေါ့နော်အနှစ်20ရို့အစိတ်တို့အဲ့လိုမျိုးပေါင်းလာတဲ့ marriage တွေတကယ်ကိုပြောရမယ်ဆိုလို့ရှိရင်ဟိုအခိုင်အမာတိဆောက်ခဲ့တာပေါ့နော်ငယ်ကြီးစားတွေငယ်ငယ်တွေကချိတ်ခဲ့ကြတယ်ကြိုက်ခဲ့ကြတယ်နော်ဒီတယောက်နဲ့ပဲတွေ့တယ်ဒီတယောက်နဲ့ပဲယူတယ်နော်သားရဲသမီးတွေလည်းအကြီးဖြစ်နေပြီလူကြီးတွေဖြစ်နေပြီအဲ့ဒီအွယ်ကြတော့မှာဖြစ်တယ်ဆိုသဘောထားချင်းမတိုက်ဆိုင်မှုဆိုပြီးတော့ပြတ်စဲသွားကြတဲ့အားတွေလည်းအများကြီးတွေ့ရတယ်နော်အဲ့တော့ဒါက ါကျမတော့ experience အရာကျမပြောတာကျမစီမာဒါတွေအများကြီးတွေ့ရတယ်အဲ့လိုပဲဟိုဒါတော့ပညာရှင်ဆရာဆရာမတွေရဲ့သုံးသက်ချက်အရာဒီနှစ်ကဟို break up တွေအများများတယ်ပေါ့နော်လူတွေရဲ့ဟိုစုံစည်းမှုတွေနော်နောက်တစ်ခုကကြတော့ခွဲခွာမှုတွေပေါ့အများကြီးကြုံရတဲ့နှစ်လို့ပြောကြတယ်တေခွဲခွဲကြတယ်ရှင်ခွဲခွဲကြတယ်အဲ့လိုပဲ ဟိုမထင်မှတ်ထားတဲ့သူတွေနဲ့လည်းပြန်လဲပြီးတော့စုံစည်းရတယ်စုံတွေ့ရတယ်ပေါ့လေဒါတွေကိုလည်းဖြစ်ကြတယ် relationship နဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာတွေဒါလေးတွေလည်းသူတို့သုံးသက်ချက်တွေကိုလည်းနားထောင်ရတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်မတခုဘာကိုမြင်လဲဆို Divine Timing ဆိုတာကိုမြင်နေပေါ့ Divine Timing ကိုမြန်မာလိုတိတိကျကျဆိုရင်တော့ဘယ်လိုပြောရမလဲကျွန်မပြောတတ်ဘူးဒါပေမဲ့အဲ divine ဆိုတော့ကြီးမြတ်တယ်ကြီးမြတ်တယ်လို့ပြောရမှာပေါ့နော် timing ကတော့သူ့ရဲ့အချိန်ကိုက်ပေါ့ကျမတို့အတွက်အချိန်တစ်ခု ရောက်လာပြီအချိန်ကြိုက်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီ divine timing is never late ပါနော်ဘယ်တော့မှ divine timing တကူကနောက်ကျနေရဲဆိုတာဘယ်တော့မှမရှိဘူးနော်အဲ့ဒါလေးကိုကျွန်မသွားပြီးတော့တတိထားမိရဲအဲ့ဒါလေးကိုလည်းကျွန်မပြောပြခြင်းတယ်အဲ့တော့တခါလေကြောက်လို့ရှိရင်ကျမတို့ကလူတစ်ယောက်နဲ့ဆုံတွေ့ရတယ်နော်အဲ့ဒီဆုံတွေ့ရတဲ့အခါမှာအဲ့လိုဆုံတွေ့ဖို့မှာကျမတို့က invitation တွေပါတယ်မလို့ဘူးနော် ဟိုကျမတို့စီကိုရောက်လာဖို့ရှိရလူတယောက်ကဟိုကျမတို့သူ့ကိုဖိတ်ကြားနေစရာမလိုဖုတ်ဆိုပြီးတော့ကျမတို့ဘေးနားကိုရောက်လာတခါလေးကျရင်မျက်လဲပြလိုက်တယ်လို့ပဲသူကိုတော့ဘလို့ရောက်လာမှန်းတော့မသိဘူးဘလို့ပုံစံနဲ့ရောက်လာမှန်းတော့မသိဘူးဒါပေမဲ့အဲ့လိုအနားကိုရောက်လာဖို့အတွက်ကိုအကြောင်းမျိုးစုံကပန့်ပိုးပြီးတော့တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်နော်ဘလို့မျိုးပုံစံနဲ့တော့မှကျမတို့တိုက်ဆိုင်ကြလဲဆိုကျမတို့တခါလေးတွိုင်းလာရင်နော် shopping mall တွေမှာ ဟိုတယောက်က escalator အတက်တယောက်က escalator အစင်းပေါ့နော်အဲ့လိုဆက်လီကအတက်အစင်းမှာတော့မှကျမတို့တွေ့ပြီးရောဟေး hi ပြောရင်းနေပဲဟိုစုံတွေ့ကြတာမျိုးတွေရောမရှိဘူးလားရှိတာပဲနော်ဒါကဟိုကိုကိုရီနှစ်ယောက်ရေစုံတွေ့ခြင်းရဲ့အစဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ဒါမျိုးလေးရောကျမတို့မဖြစ်တတ်ဘူးလားဖြစ်တတ်တယ်။အဲ့လိုပဲခုနပြောသလိုမျိုးပေါ့။ဟိုတကယ့် timing အချိန်ရောက်လာပြီဆိုလို့ရှိရင်တွေ့ရမယ့်သူတွေကလည်းပုံစံအမျိုးစုံတွေကို ဟိုရောက်လာပြီးတော့တွေ့တယ်အဲ့လိုမျိုးတွေ့ဖို့အတွက်ကိုလည်းပံ့ပိုးမှုတွေအများကြီးဖြစ်လာတယ်နောက်ခံအကြောင်းအရာတွေပေါ့နော်အကြောင်းအကျိုးတွေဓာတ်မျိုးတွေဖြစ်လာတယ်အဲ့လိုပဲကျမတို့ကဒီတယောက်နဲ့မရှိတော့မရှိသင့်တော့ဘူးနော်မရှိအပ်တော့ဘူးရှိဖို့မလိုအပ်တော့ဘူးနော်ရှိစရာမလိုတော့ဘူးဆိုတဲ့အချိန်ကြောင့်လို့ရှိရင်လည်းဘာဖြစ်လဲဆိုလို့ရှိရင်အရာအလုံးကသူ့အနေနဲ့သူ့ ်ဖြုတ်ခနေပေါ့နော်လက်လက်လက်ဖြောက်တီးလိုက်သလိုပဲတစ်ချက်ကလေးလက်ဖြောက်တီးလိုက်သလိုပဲအဲ့ဒီအချိန်မှာပဲအကုန်လုံးကဘာဖြစ်သွားလဲပြီးဆုံးသွားတယ်ပြိုကွဲသွားတယ်နော်မနေ့တနေ့ကမှအာငါတို့တူတူသွားကြမယ်ပေါ့ဒီလိုမျိုးပြောနေတော့ဒါပေမဲ့ဒီနေ့မှာခုနပြောတယ်နောက်ဆုံးရေတပေါက်နော်အဲ့ဒီစကားတစ်ခုမဖြစ်ဖြစ်မယ်အဖြစ်အပျက်တစ်ခုဖြစ်ရင်ဖြစ်မယ်မြင်ကွင်းတစ်ခုဖြစ်ရင်ဖြစ်မယ်သတင်းစကားတစ်ခုဖြစ်ရင်ဖြစ်မယ်အဲ့ဒီအရာကပေါ်လာတဲ့အခါမှာဘာဖြစ်လဲဆိုအရာအလုံးက ပျို့ကြပျက်စီးသွားတယ်เนาะအိမ်မက်တွေတိဆောက်မယ်လို့ပြောထားတဲ့ဟာတွေတူတူရှောက်မယ်လို့ပြောထားတဲ့လမ်းတွေဒါတွေကအကုန်လုံးပျို့ကြပျက်စီးသွားတယ်ပြီးသွားတယ်ဆိုတာမျိုးပဲကျွန်မအနေနဲ့ဆိုရင်ကျမကတော့ energy work တွေလည်းလုပ်တယ်၊ယုံနေယုံကြည်တယ်။ universe ကိုလည်းကျမယုံကြည်ရဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ divine timing ဆိုတာကိုလည်းကျမဒီအကျွမ်းမဲ့ယုံကြည်တယ်။အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကျမဘာမှမ ဟိုအတင်းလိုက်လှုပ်ပြီးတော့လိုက်ယူလိုက်ညှိပေါ့နော်အဲ့ဒါမျိုးတွေကျမမလုပ်တော့ဘူးဘာလဲဆိုကျမအဲ့ဒီအရာပေါ်မှာလက်တင်ခံနေပေါ့နော်အဲ့ဒါလေးကိုကျမပြောချင်တယ်အဲ့တော့ကျမတို့送တွေ့ရခြင်းတွေပဲဖြစ်ဖြစ်နော်ဟိုခွဲခွာရခြင်းတွေပဲဖြစ်ဖြစ်အရာအလုံးဒီသူ့ရဲ့ timing နဲ့သူသွားတာအဲ့ဒီဟို universe ကပေးလိုက်တဲ့ timing ဆိုတာကကျမတို့ဘယ်တော့မှနောက်ကျတယ်ဆိုတာမျိုးမရှိဘူးနော်အဲ့ဒါလေးကိုကျမပြောပြချင်တယ် သူ့ရဲ့သဘောကဘယ်လိုလဲဆိုသူကပြက်စရာရှိရင်လည်းချက်ချင်းပြက်တယ်။နော်ပြက်စရာရှိလို့ရှိရင်လည်းချက်ချင်းပြက်တယ်။အတိအကျကိုဖြစ်တာနော်။အဲ့တော့ဟိုမအေးဝင်းစီစဉ်တာထက်ကိုပို့ပြီးတော့သူကတိကြတယ်နော်။အဲ့တော့သူနဲ့ပတ်သက်လို့ရှိရင်ဘာလဲဆိုစိတ်တွေလည်းမလုံးနဲ့ပြီးလို့ရှိရင်ဇောတွေကိုလျှော့ပေါ့နော်။အရာအလုံးကသူ့အချိန်နဲ့သူသွားနေတာ။အဲ့တော့ကျမတို့ဒီ spiritual ဘက်က လူတွေဆိုရှင်ကျွန်တော်တို့အမြဲပြောရလေ go with the flow တို့เนาะ trust the universe တို့ trust the process တို့เนาะအစားရှိသဖြင့်ဒါတွေအကုန်လုံးကဘာလဲဆိုရှင်စိတ်မလုံးနဲ့ဇောတွေကိုရှော့เนาะကိုကိုကိုပြန်ကြည့်အဲ့ဒါကိုကျွန်တော်တို့ပြောတာเนาะအဲ့တော့အဲဒီမှာတော့တစ်ခုရှိရပါเนาะဘာလဲဆိုရှင်ကျွန်တော်တို့ကောင်းတာတွေဖြစ်ခြင်းနဲ့ဆိုလို့ရှင်ကောင်းတဲ့ ကောင်းတဲ့ frequency ကြီးပေါ့เนาะအ A line နေ pilot ဆရာတော်ကြီးပြောရဲဆိုရင်တော့ဆရာတော်ကြီးကလှိုင်းနေလှိုင်းနေနဲ့သူအမြဲပြောရတယ်အ A line လို့အပူလှိုင်းလို့เนาะဒါတွေက energy တွေပဲเนาะ negative energy positive energy ဒါတွေကိုပြောတာပေါ့เนาะအဲ့တော့ကောင်းတာဖြစ်တယ်ဆိုရင်အ A line တွေကိုကိုကထုတ်လွှတ်ပြီးကောင်းတာဖြစ်စေချင်တယ်ဆိုရင်အဲအဲ့လိုပဲအပူလှိုင်းနေများနေရဆိုလို့ရှိရင်လည်းသူကဘာဖြစ်လဲဆိုအပူတွေကိုပဲသူကဆွဲငင်ယူတာပေါ့เนาะအဲ့ဒါကိုကျွန်မပြောပြချင်တယ်အဲ့တော့ တယောက်ကဆိုလို့ရှိရင်ပြောရတယ်။ तू ကဘာလဲဆိုလို့ရှိရင် तू အမျိုးသမီးပေါ့နော်။ तू အမျိုးသမီးကို तू ကအရင်သဝင်တိုးတဲ့လူတယောက်ရှိရဲ့။အဲ့ဒီလူကမျိုးသမီးရဲ့တငယ်ချင်းပဲ။တကယ်ပဲရိုးရိုးသားသားပဲဘာမှမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီလူနဲ့ဆိုလို့ရှိရင် तू ဒီဟိုအလိုလိုနေကိုအဲ့ဒီလူကိုကြည့်လို့မရဖြစ်တယ်။ပြီးရင်သဝင်တိုးတယ်။နော်ပြီးရင်ကမှအမျိုးသမီးကို तू ပြဿနာရှာရဲဆွတ်ဆွဲရဲအဲ့ဒီလူကနော်ဘာဖြစ်တယ်ညာဖြစ်တယ်အဆရှိတဲ့ဖြစ်ပေါ့လေအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့တကယ်တော့နောက်ဆုံးမှသူတို့ပြတ်သွားတယ် ပြတ်သွားပြီးရဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးကအဲ့ဒီသူအမြဲတမ်းတဝင်းတူနေတဲ့အမျိုးသားပေါ့နော်သူအမြဲတမ်းပြောနေတဲ့အမျိုးသားနဲ့ပဲတကယ်ကိုအတူတူရှိသွားတာပဲပေါ့နော်ဆိုတော့အဲ့ဒါ manifest ဖြစ်တာပဲလीပြောရမယ်ဆိုတော့အဲ့တော့အဲ့ဒါကြီးကမထူးဆန်းဘူးလား နော်အဲ့လိုမျိုးကိုစိုးရင်နေသူနဲ့ပဲ तू ਆ ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးနော်ကို jealous ဖြစ်နေတဲ့သူနဲ့ပဲ तू ਆ ဖြစ်သွားတယ်ဆိုတာမျိုးပေါ့နော်အဲကျွန်မရဲ့အတွေ့အကြုံလေးတခုကိုကျွန်မပြောပြမယ်နော်ကျွန်မအဲ့ဒါမျိုးကိုကိုယ်တိုင်ကြုံမှုတယ်ကိုယ်တိုင်ကြုံမှုတယ်ဆိုတာဘလို့လဲဆိုလို့ရှိရင်ကျွန်မအိမ်တော်မကြခင်တုန်းကကျွန်မအစမှာရီစားရှိရဲ့အဲ့ဒီရီစားကဘာဖြစ်လဲဆိုကျွန်မအဲအိမ်တော်ဘက်ဖြစ်လာမယ်အမျိုးသားပေါ်မှာအဲ့ဒီအမျိုးသားနဲ့ပတ်သက်ရင်သူအမြင်နဲ့ကျွန်မကိုတခုခုပြောနေတာပေါ့နော်အမြင်နဲ့တခုခုပြောနေရဲ့ ဒါပေမဲ့အဲ့ဒီအချိန်မှာ ကျမနဲ့အဲ့ဒီအမျိုးသားဒီဘာပတ်သက်မှုမှမရှိနေဘူး။ကျမတို့ကအလုပ်တူတူလုပ်တဲ့အတွက်ကြောင့်မလို့တနေရာထဲမှာရှိရဲ။သူကကျမရဲ့အထက်အရာရှိဖြစ်တယ်။နော်။ကျမရဲ့ boss ပေါ့သူက။အဲ့တော့ကျမတို့စီမှာအလုံးနဲ့ပတ်သက်တာလွဲလို့ဘာမှ တခြားဘာမှမရှိဘူးကျတခြားအဲ့ romantic ဖြစ်တဲ့ feeling เนาะဒါမျိုးတွေဘာမှမရှိဘူးဒါပေမဲ့ကျမဘေးနောက်မှာရှိရဲ့ရီစာအဲ့တုန်းကဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီအမျိုးသားနဲ့ပဲတစ်ချိန်လုံးသူပြောနေတာအဲ့နာမည်ကိုပဲသူပြောနေအဲ့တော့ကျမတော်မှပြောတယ်ဘလို့ဖြစ်တာလဲပေါ့နော်ဒီအမျိုးသားကိုယူကြိုက်နေရလားဟိုဘာဖြစ်လို့ဒီမျိုးသားနဲ့ပတ်သက်ပြီးတော့ပဲယူကောင်းနေမှာတစ်ချိန်လုံးရှိပြီးတော့သူ့ကိုပဲယူပြောနေရလဲယူကသူ့အမြဲသတိရနေရလားလို့တော့မှကျမသူ့ကိုပြောခဲ့ဘူးရယ်ပေါ့နော်ဒါပေမဲ့ ဘာဖြစ်လဲကျွန်မသူနဲ့ပြတ်သွားတယ်ပြီးရခါမှာအဲ့ဒီအမျိုးသားနဲ့ကျွန်မတကယ်ပဲကျွန်မတို့မေတ္တာသွင်းဝင်ချစ်ခင်ခဲ့ကြတယ်ကျွန်မအဲ့ဒီလူနဲ့အိမ်အောင်ကြတယ်အဲ့တော့ဒါကျွန်မရဲ့အတွေ့အကြုံတစ်ခုကိုပြောပြရအောင်နော်အဲ့လိုပဲအခုနပြောသလိုမျိုးပေါ့တယောက်ဆိုလို့ရှိရင်အဲ့လိုပဲသူအမြဲတမ်းစိုးရိမ်နေတဲ့အမျိုးသားနဲ့ပဲသူအမျိုးသမီးကဟိုတူတူရှိသွားတယ်ပေါ့နော်သူစိုးရိမ်သလိုမျိုးပဲဖြစ်လာတယ်ပေါ့ဆိုရတာမျိုးအဲ့ဒါဘာလဲဆိုလို့ရှိရင် manifest လောက်တာလीနော်ကိုယ့်ရဲ့စိတ်ထဲမှာ အပူနဲ့ပေါ့နော်အပူဆိုတာခုနကပြောရဲ jealous ဖြစ်တယ်။နောက်အတ္တပေါ့နော် ego ရှိတယ်။နောက်တစ်ခုက fear လို့ခေါ်ရဲကြောက်ရွံ့စိတ်ပေါ့။ငါ့ကိုထားခင်ဘယ်လိုလုပ်မလဲ။ငါ့ကိုမချစ်တော့ရင်ဘယ်လိုလုပ်မလဲ။နောက် insecurity လို့ခေါ်ရဲမလုံခြုံတဲ့စိတ်ပေါ့နော်။ तू ကငါ့ထက်သာနေလား။နော်ငါကသူ့လောက်မကောင်းဘူးလားပေါ့နော်။အဲ့ဒါကြောင့်မလို့ငါ့ထက်သာတဲ့သူကို तू ကပိုချစ်သွားမှလားအဆရှိတဲ့ပြင်ပေါ့နော်။ကျမတို့ကချစ်လို့တုံဝင်တူတယ်။နော် jealous ဖြစ်တယ်ဆိုတာမျိုးမှန်ပြီမဲ့။ တခါလီမှာအဲ့လိုမျိုးစိတ်တွေပေါ့နော်အဲ့ဒါတွေကဘာတွေလဲဆိုပြောပြောမယ်ဆို negative ဖြစ်နေတဲ့အရာတွေပေါ့နော် negative အပူလိုင်းတွေပေါ့အဲ့ဒါမျိုးတွေကတကယ်ကိုအင်အားကြီးမတဲ့အခါမှာဘာဖြစ်လဲဆိုအဲ့ဒီအတိုင်းကိုသွားပြီးတော့စွန့်ငင်တာအဲ့ဒီအတိုင်းကိုတကယ်သွားပြီးတော့ဖြစ်ကြတာနော်အဲ့တော့ဒီစွန့်အင်တွေပေါ့နော် energy နဲ့ပတ်သက်ပြီးတော့ပြောလို့ရှိရင်ဒီလိုမျိုးခွန်အားကြီးရဲ့အရာတွေကဘာဖြစ်လဲဆိုပို့ပြီးတော့ ဟိုဆွဲကြတယ် magnetic ဖြစ်တယ်ဗောနော် ပိုးဖြစ်ကြတယ်တယောက်နဲ့တယောက်တစ်ခုနဲ့တစ်ခုပို့ပြီးတော့ဟိုတန်လိုက်လိုမျိုးပဲဟိုသွားပြီးတော့ချိတ်ဆက်တာဗောနော်အဲ့တော့စိတ်ထဲမှာကနော်ဟိုကိုယ့်ရဲ့အချစ်ကဘယ်ကလာလဲဗောနော်ကိုယ့်ရဲ့သူ့ဘုံမှာကိုချစ်နေတဲ့အချစ်သူ့ဘုံမှာကိုကနော်ကျမတို့တယောက်တယောက်ချစ်တယ်ဆိုလို့ရှိရင်ကျမတို့ဒါ jealous ဖြစ်တယ်သဝင်တိုးတယ်နော်ကိုယ့်ကိုပြန်ချစ်စေခြင်းနဲ့ဆိုတော့အရာတွေကမှန်ပါတယ်ကျမတို့ဖြစ်ကြတာပဲဒါပေမဲ့ ဘာဖြစ်လဲဆိုလို့ရှင်ကိုကဘယ်လိုပုံစံမျိုးနဲ့ချစ်နေရလဲပေါ့နော်ကိုကိုပေးနေတဲ့အချစ်ကအပူရင်းများနေလားဒါမှမဟုတ်ကိုပေးနေတဲ့အချစ်ကအေးများနေလားအေးနဲ့ဆွဲနေလားပေါ့နော်ဒါကိုကျမတို့ကပြန်ပြီးတော့စဉ်းစားကြည့်ဖို့လိုတယ်တကယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာပေါ့နော်ကျမတို့ရဲ့ရင်ထဲမှာရှိရဲ့ချစ်ချင်းမြတ်တာဒီတကယ်တမ်းစစ်မှန်နေဆိုလို့ရှိရင်ကျမတို့အနေနဲ့လည်းအာခုနပြောတဲ့အေဂျင့်နဲ့เนาะပို့ပြီးတော့အာစစ်မှန်တဲ့ ချစ်ချင်းမေတ္တာတွေကိုပြန်ပြီးတော့ဆွေးခေါ်ယူနိုင်နေဆွေးဆောင်ယူနိုင်နေပေါ့နော်။ကျမ spiritual relationship ဆိုပြီးတော့လည်းကျမစာအုပ်တော့အုပ်ရင်းနေရယ်။ဆိုတော့ကျမ talk တွေပြောတိုင်းမှာတော့အများနဲ့ပဲပြောနေရပေါ့နော်။ကျမဘေးစာအုပ်ရင်းနေရဘေးစာအုပ်ရင်းနေရဆိုတော့ကျမဟို ဒါလေးတော့အရင်သိတယ်လို့ပြောပြတာပါ။ကျမစာအုပ်တအုပ်ကိုညင်ရင်နေထိုင်ပြီးတော့ဒါတအုပ်ပြီးမှတအုပ်ဆိုရင်းနေတဲ့သူမျိုးမဟုတ်ဘူး။ကျမခေါင်းထဲမှာပေါ်လာလို့ရှိရင်အဲ့ဒီခေါင်းစဉ်တွေအကုန်လုံးကိုကျမပုံရင်ပေါ်သလိုမျိုးကျမရေးနေတာပေါ့နော်။ရေးပြီးရခါမှာကျမဒါတွေကိုအုပ်စုခွဲပြီးတော့ကျမစုထားတယ်။စုထားပြီးစာအုပ်တအုပ်လောက်ဖြစ်လာတဲ့အချိန်ကျတော့မှကျမထုတ်တာပေါ့အဲ့လိုသဘောမျိုး။အဲ့တော့စာအုပ်တွေကအချိန်ကြာတယ်ကျမက တလောက်နှအုပ်ထွက်တဲ့ထွက်နိုင်တဲ့သူတော့မဟုတ်ဘူးပေါ့နော်။ကျမစာအုပ်တည်းဆိုရှင်နှစ်နဲ့ချီပြီးတော့အချိန်ကြာနေရရှိတယ်။မပြည့်စုံဘူးဆိုလို့ရှိရင်ကျမမထုတ်သေးဘူးပေါ့နော်။အဲ့တော့ spiritual relationship ဆိုတာကလည်းကျမရင်းနေတဲ့ခေါင်းစဉ်တစ်ခုပါပဲ။အဲ့ဒီတည်းမှာဟိုစာစုတွေကျမဖြည့်နေရပေါ့နော်။ spiritual relationship နော်ကျမတို့ spiritually လူတွေနဲ့ကျမတို့ချိတ်ဆက်တယ်နော်။အာတွေ့ဆုံတယ် ဆက်ဆံနေပေါ့နော်အဲ့လိုအခါမှာဘာတွေရှိနိုင်လဲဆိုရှင်အဲ့လို manifest ဖြစ်သွားတဲ့အကြောင်းတွေရှိနိုင်တယ် divine timing ဆိုတဲ့အကြောင်းတွေရှိနိုင်တယ်เนาะအဲ့တော့တယောက်ကလည်းပြောတယ်ပေါ့နော်သူပြောသူ့ရဲ့ issue လေးကလည်းစိတ်ဝင်စားစရာကောင်းတယ်။ဘာလဲဆိုတော့ तू က तू က divine timing ကိုယုံတယ် universe ရဲ့ timing ကို तू ကယုံတယ်။ဘာဖြစ်လို့လဲဆိုတော့ universe ကကိုယ့်ကိုဘယ်တော့မှပြစ်မထားဘူးတဲ့နော်။ဆိုပြီးတော့ तू ကပြောပြတယ်။အဲ့ဒါကြောင့်ဘာလဲဆိုတော့ तू က အဲသူ့ရဲ့ချစ်သူနဲ့သူလည်း break up ဖြစ်သွားတယ်ဒါပေမဲ့အဲ့လို break up ဖြစ်သွားတဲ့အချိန်မှာ तू က move on လုပ်တာတအားမြန်တယ်နော်အကုန်လုံးကသူ့ကိုအံ့ဩကြရပေါ့နော်ဟာ move on လုပ်တာအယမ်းမြန်နေဆိုတော့အဲ့လိုမျိုးမြန်အောင်လို့ဟိုသူဂျားထဲမှာတယောက်တွေ့လိုက်တယ်နော်အဲနောက်ထပ်ချစ်လို့ရတဲ့သူတယောက်ပေါ့ချစ်သူတော့မဟုတ်ဘူးချစ်လို့ရတဲ့သူတယောက်တွေ့ရတွေ့တဲ့အခါကျတော့အဲ့ဒီလူနဲ့သူနဲ့တအား chemistry အယမ်းမိတယ်ပေါ့နော်အရင်ကဟို upbeat ဖြစ်တယ်သူတို့တွားနေတဲ့ပုံစံမြ мян ဆန်ဆန်နဲ့ နွေနွေထွေးထွေးမြင်းမြန်းဆန်ဆန်နဲ့အဲ့လိုမျိုးသွားတဲ့အခါကျတော့သူ့ရဲ့ဒီ break up ဖြစ်တဲ့အချိန်မှာလူတွေကနာကျင်ကြရတာပဲလေနော်အဲ့လိုအချိန်တွေမှာဘေးနားနေပြီး comfort ပေးတာပေါ့နော်တကယ်ချင်းနေရာတော့မှပြောကြတယ်ဗာလဲဆိုလို့ရှိရင် oh universe is winking at you ပေါ့နော် universe ကတော့ညို့မျိုးလုံးတစ်ဖက်မိတ်ပြနေပြီအစရှိသဖြင့်ဒါမျိုးတွေပြောကြတယ်ပေါ့လေအဲ့တော့တကယ်ပဲဗာဖြစ်လဲဆို move on လုပ်နိုင်သွားတယ်အဲ့ဒီအဲ့ဒီ move on လုပ်ဖို့ဆိုတဲ့ process ကအရင်ခက်တာအောင်နော်အဲ့ဒီအချိန်မှာကိုနဲ့အဲ့လို chemistry မိရဲ့ကိုကို uplift ဖြစ်တဲ့ upbeat ဖြစ်တဲ့ခြေလှမ်းနေနဲ့အလိုနှွေးနှွေးထွေးထွေးမြင်းမြန်းဆန်းဆန်းတွတ်တွတ်လက်လက်နဲ့သွားနိုင်တဲ့တယောက်ကိုတွေ့ရဆိုလို့ရှိရင်လူတွေကချက်ချင်း move on ဖြစ်ကြတယ်လေနော်အဲ့တော့ तू ဟာအဲ့ဒီ process မှာတကယ်ကို तू က move on ဖြစ်သွားတာနော်ဒါပေမဲ့ဘာဖြစ်လဲဆို तू move on နေဖြစ်သွားရောဟိုဟိုဘက်ကဘာဖြစ်သွားလဲဆိုလို့ရှိရင်အဲ့လိုမျိုးပုံစံမရှိနေတော့ဘူးနော် အကုန်လုံးပြန်ပြီးတော့ယော့သွားတယ်။အကုန်လုံးပြန်ပြီးတော့ယော့သွားတယ်ဆိုတဲ့အခါကျတော့ခုနပြောသလိုဟို upbeat လည်းမဖြစ်တော့ဘူး uplift လည်းမလုပ်တော့ဘူး။အရန်ဘာဖြစ်သွားလဲဆိုတော့လုံးဝဟိုအေးဆက်သွားတယ်ပေါ့နော်။အဲ့ခါကျတော့ तू ကဘာဖြစ်လဲဆိုလို့ရှိရင် तू ကသူပြန်ပြီးတော့သူစဉ်းစားတယ်နော်။အာဘာဖြစ်လို့အဲ့လိုမျိုးဖြစ်သွားတာလဲပေါ့နော်။ तू ကသူလည်း तू မကျေနပ်ဘူးအဲ့လိုမျိုးဖြစ်သွားတာနော်။ဒါပေမဲ့ ကျွန်မတို့ပြောတယ်ဘာလဲဆိုကိုယ့်ဟာကိုကိုယ့်ရဲ့စိတ်ကိုကိုပြန်ကြည့်ပါလားလို့ကျွန်မတို့ပြောကြည့်ရယ်နော်ကိုယ့်ရဲ့စိတ်ထဲမှာဟိုတကယ်ရောဟိုသူအဲ့လိုမျိုးဖြစ်သွားတာကိုမကြည်နပ်ဘူးနော်နှွေးထွေးမှုတွေမရတော့တာကိုမကြည်နပ်ဘူးဆိုတဲ့နေရာမှာတကယ်ကိုကိုကကိုယ့်ရဲ့ချစ်ချင်းမြတ်တာ အစ်စ်အမှန်ပေါ့နော်အဲ့ဒါကဟိုသူ့ပုံမှာတကယ် genuine ဖြစ်လာပေါ့နော်တေးကြလားဆိုတာကိုကျွန်မမေးကြည့်ရယ်အဲ့တော့သူကဘာပြောလဲဆိုတော့ ဟုတ်တယ်တဲ့သူအဲ့ဒါကိုပြန်တွေ့တယ်ပြန်တွေ့ရဲ့အခါကျတော့သူ့ကိုသူဘယ်လိုမျိုးပြန်တွေ့လဲဆိုတော့ तू ကဘယ်လိုမျိုးဖြစ်တာလဲဆိုတော့ဒီမှာ तू move on လုပ်ခြင်းနဲ့အတွက်ကြောင်းမလို့ဟိုဒီအမျိုးသားနဲ့ तू ဟို chemistry မိတယ်ပေါ့နော်ရင်ခုန်တန်းချင်းထက်တူကြတယ်ဆိုပြီးတော့ तू ဖြစ်တယ်နောက်တစ်ခုကဘာဖြစ်လဲဆိုသူ့မှာဒီလိုလူမျိုးတယောက်ရှိရဲဆိုတာကိုလေ तू ကပြချင်တယ်เนาะအဲ့ဒီထဲမှာဘာတွေပါသွားပြီလဲစဉ်းစားကြည့်လေเนาะ ego ဆိုတာမပါသွားဘူးလားအတ္တစိတ်တခုပါသွားပြီเนาะပြီးတော့လူတွေသူ့ကို impress ဖြစ်စေခြင်းတယ်เนาะဒီတယောက်เนี่ยတူတူရှိရတဲ့အတွက်ကြောင့်မလို့သူ့လူတွေကအထင်ကြီးတာเนาะ तू ကအသေးခွဲမနေဘူး तू ကဆက်ပြီး move on လုပ်နိုင်တယ်ဆိုတော့ကိုပြကျင်တာเนาะဆိုတော့အဲ့ဒါတွေကဘာလဲဆို ego တွေလေเนาะကိုယ့်ရဲ့အတ္တစိတ်တွေเนาะလူရဲ့သူ့ကိုအထင်သိမှကြောက်တယ်အတွေးမရှိဘူးဆိုပြီးတော့เนาะအဲ့တော့ကြောက်စိတ်တွေအဲ့ဒါတွေမပါနေဘူးလား ်ညောပနေရယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုပြောမယ်ဆိုလို့ရှိရင်သူ ထုတ်လွှတ်လိုက်တဲ့လှိုင်းပေါ့နော်အဲ့ဒါကဘာဖြစ်နေလဲဆိုအပူတွေပါနေရဲ့အပူတွေပါနေရဲ့အတွက်ကြောင့်မလို့သူကပြန်ပြီးတော့ရနေရတဲ့အပူတွေကိုပြန်ပြီးတော့ရလိုက်တဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အပူတွေရရဲဆိုတာဘာလို့လဲဆိုတော့သူဖြစ်ချင်သူတွေဖြစ်မလာဘူးအဲ့လိုမျိုးပေါ့နော်သူစိတ်ထဲမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မကြည်မနဲ့ဖြစ်တယ်ပူပန်တော့ကရောက်တယ်ဝမ်းနဲ့ကြည်ခွဲတယ်နှမျောတယ်အစရှိတဲ့ပြင်ပေါ့နော်အဲ့ဒါတွေကအကုန်လုံးသွားပြီးတော့ပေါ်လာတာနော်အဲ့တော့ကျမကတော့ သူ့လည်းအကြံဉာဏ်ပေးရပေါ့နော်ပြီးတော့ဒီမှာနားထောင်နေတဲ့ထဲမှာလည်းအကြောင်းတိုက်ဆိုင်နေသူတွေရှိလို့ချင်းကျွန်မအကြံပေးချင်တာပါလေဆိုလို့ချင်းမေတ္တာဆိုတာကတကယ်စစ်မှန်တဲ့မေတ္တာနဲ့စိုးရင်ငင်ယူမှသာကိုကလည်းတကယ်စစ်မှန်တဲ့မေတ္တာကိုရတယ်အဲ့တော့ကိုကဘာလဲဆိုလို့ချင်းဟိုအကျိုးတစ်ခုပေါ့နော်သူ့အကျိုးတစ်ခုပဲရှေ့ရှုလိုက်ပါလို့ကျွန်မ အာအကြံပေးမိတယ်เนาะသူအကျိုးရှိရှိရဲဆိုတော့ဗာလဲဆိုတကယ်ချစ်တယ်ဆိုလို့ရှိရင်လေเนาะဟိုမျောလင်းချက်တွေမထားပါနဲ့ကိုချစ်နိုင်တဲ့လောက်ကတော့ဟိုချစ်ပေးလိုက်ပါဒါပေမဲ့စုပ်ကင်ထားဖို့မဟုတ်ဘူးလက်လွတ်တတ်ဖို့ပေါ့เนาะချစ်ချင်းမြစ်တာမှာဗာလဲဆိုတော့ detach လုပ်တယ်ဆိုတာရှိတယ်เนาะ attach လုပ်တယ်ဆိုတာကျမတို့ပန်းပန်းပွင့်ပန်းပင်လေးတစ်ပင်မှာကျမတို့သူ့နဲ့ သူ့ပုံမှာဆွဲလန်းမိရဲ့ခါမှာပိုင်ဆိုင်ခြင်းနဲ့အဲ့တော့ကျမတို့ attach လုပ်တယ်ရှိသမျှပန်းတွေကိုအကုန်လုံးခိုးပလိုက်တယ်နော်လက်ထဲမှာပိုက်ထားတယ်စုပ်ထားတယ်ညှစ်ထားတယ်မှုရတယ်နန်းတယ်ပြင်ပန်းတွေကဘာဖြစ်လဲကျွေကြသွားတယ်နော် detachment လုပ်တယ်ဆိုတာ attachment ရင်စန့်ခြင်းပဲဖြစ်တယ်ဒါပေမဲ့ detach လုပ်တယ်ဆိုတာကအကုန်လုံးကိုနော် တန်ရုံးစင်ဖြတ်ဖို့ပြောတာမဟုတ်ဘူး detach လုပ်တယ်ချစ်ချင်းမြတ်တောင်မှာ detach လုပ်တယ်ဆိုတာကဘာလဲဆိုလို့ရှိရင်ခုနပြောရင်ပန်းပင်လေးတပင်ကြီးလာတယ်ပန်းပွင့်လေးပွင့်တယ်เนาะအသီးတွေတီးတယ်အပွင့်လေးပွင့်တယ်အရွက်တွေထွက်လာတယ်ဆိုတဲ့နေရာမှာအဲ့ဒါလေးအပေါ်မှာကိုကကြည့်ပြီးတော့နှစ်သိမ့်မှုဖြစ်တယ်ဂျေနှက်မှုဖြစ်တယ်နော်ပျော်ရွှင်ခြင်းဖြစ်တယ်အဲ့ဒါဘာလို့တာလဲဆိုလို့ချင်းချင်းမြင့်တာမှာ detachment လောက်တာ detachment လောက်တယ်ဆိုတော့အကုန်လုံးနော်အကုန်လုံးဟိုပတ်စာခွာဖြာသိမ့်အကုန်လုံး ထားခဲ့ပြီးတော့ထွက်သွားရမယ်။တန်ရုံးစင်ဖြစ်ရမယ်လို့ဆိုလိုတာမျိုးမဟုတ်ဘူးเนาะ။ဒါပေမဲ့ကိုကအဝေးကနေပဲသူ့ရဲ့လှပမှုเนาะသူ့ရဲ့အောင်မြင်မှုသူ့ရဲ့ပျော်ရွှင်မှုတွေကိုကိုကကြည်ပေးနိုင်တာဒါကပါလဲဆိုလို့ရှိရင်စစ်မှန်တဲ့ချစ်ချင်းမေတ္တာတစ်ခုဖြစ်တယ်ပေါ့เนาะ။ဒါပေမဲ့ကျွန်မအဲ့အရာလေးကိုသူ့ကိုအကြံဉာဏ်ပေးဖြစ်တယ်။တကယ်လို့ ဂျင်းနေရချစ်ချင်းမြတ်တာပေါ့နော်ဒါကိုပဲပြန်ပြောကြည့်ပါဒါကကြောက်စိတ်ကိုအခြေခံတဲ့ချစ်ချင်းမြတ်တာမျိုးလည်းမဟုတ်ပါစေနဲ့အတ္တပေါ်မှာအခြေခံတာနော်သူများရဲ့အထင်မြင်ပေါ်မှာအခြေခံတာပတ်ဝန်းကျင်ကိုအခြေခံတာဟိုလူဒီလူထင်မှာဆိုလို့ဒီလူကဒီလူပြောမှာဆိုလို့အဆရှိသဖြင့်ပေါ့နော်နောက်တစ်ခုကကြွားခြင်းနဲ့စိတ်တည်နော်ပြခြင်းနဲ့နော်တွေ့ရမလားငါနေနဲ့မရှိရတဲ့အချိန်မှာငါပို့ပြီးတော့ကောင်းတဲ့လူတယောက်ရတယ်အဆရှိသဖြင့်ပေါ့နော်ကြောခြင်းနဲ့စိတ်တည်နော်အဲ့ဓာရီပေါ်မှာ အခြေခံမထားတော့မှပဲဒါကတကယ်အစ်စ်မနဲ့ချစ်ချင်းမေတ္တာလို့ပြောလို့ရမှာအဲ့တော့မှဒါလည်းကျမတို့ကတကယ်ကို healthy ဖြစ်တဲ့ relationship တွေကိုကျမတို့တည်ဆောက်နိုင်မှာပေါ့နော်အဲ့တော့ airline ဆိုတာကလည်းဘာဖြစ်လဲခုန positive energy ဆိုတာကလည်းတကယ်ကိုကိုယ့်ရဲ့စိတ်ထဲမှာအေးနေရဆိုလို့ရှိရင်တကယ်ကိုအေးတယ်လို့မျိုးပဲအေးတဲ့အရာတွေကိုကျမတို့ကဆွေးဆွေးငင်နိုင်တယ် အဲ့တော့မကောင်းတဲ့ manifestation တွေပေါ့ခုနပြောသလိုပေါ့ကိုအမြဲတမ်းစိုးရိမ်နေတဲ့သူနဲ့ကိုကြီးစားပါသွားတယ်လို့နော်နောက်ဆုံးကျတော့ဘာမှမဟုတ်ပါဘူးဒါပေမဲ့ကိုကြီးစိုးရိမ်တယ်လို့ပဲဖြစ်လာတယ်လို့နော်အဲ့လိုမျိုးတွေကဘာဖြစ်လို့အဲ့လိုမျိုး manifestation တွေဖြစ်တာလဲမကောင်းတာတွေကဘာဖြစ်လို့ပို့ပြီးတော့ဖြစ်တာလဲဘာဖြစ်လို့လဲဆိုတော့မကောင်းတဲ့အပူလှိုင်းတွေကပို့ပြီးတော့ strong ဖြစ်လို့နော်ကျမတို့ကအပူကိုထုတ်ရမယ်ဆိုလို့ရှိရင်ကျမတို့ကအရန်ထုတ်တာအပူနဲ့ဆွဲရမယ်ဆိုကျမတို့ကအတကုံဆွဲတာအဲ့လိုမျိုးဖြစ်တာနော် ဲ့တော့ကျွန်မအိမ်အောင်ကြပြီးရင်နောက်ပိုင်းမှာလည်းကျွန်မရေးစားနေကျွန်မပြန်ဦးမတွေ့တော့ဘူးနော်အဲ့ဓာတွေကလည်းအရင်ထူးဆန်းတာနော်ဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်ကျွန်မဆိုစာရင်းမှာတော့မှရေးဘူးလေ people you may know မှာတော့မှမတွေ့ရတော့ဘူး Facebook မှာနော်အတိုင်းဝိုင်းနေဒီလောက်ဆက်ဆက်နေရတော့မှမရှိတော့ဘူးနော်အဲ့လိုမျိုးဟိုအဲ့ဒါလေအရန်ထူးစမ်းတာပဲရေဆက်ကုန်သွားတယ်ဆိုရင်ကျမတို့တမျိုးတည်းမှနေနေရပဲเนาะပြီးတော့အတိုင်းဝိုင်းချင်းကလည်းဆက်ဆက်နေရ ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူ့ကိုကျမဒီလုံးဝ break up ဖြစ်သွားတဲ့နေရာစပြီးတော့လုံးဝကျမသူ့ကိုမတွေ့ရတော့ဘူးအပြင်မှာနော်အဲ့ဒါလည်းအရန်ထူးဆန်းတာပဲသူသူကတော့သတင်းစကားတွေကတော့ကြားကြတာဗောလေနော်ဘယ်သူနဲ့လက်ထပ်သွားပြီးတော့အစားရှိသဖြင့်ဒါကြီးကြားရတယ်ဆိုတဲ့အခါမှာသူစိတ်ထဲမှာတော့ထင်ပါပဲကျမကိုဘာလဲဆိုတော့ဟောဒီမိန်းမပေါ့နော်ငါနဲ့ဟို relationship ဖြစ်နေရတာဒီယောက်ျားနဲ့ဟောဖောက်ပြန်နေရဲ့မိန်းမလို့ သူ့အနေနဲ့ထင်ရင်ထင်မှာဒါပေမဲ့အဲ့ဒါလုံးဝမဟုတ်ဘူးစိတ်ထဲမှာဘယ်လိုမျိုးဖြစ်လဲအော်သူကတော့အဲ့လိုထင်ပြီးတော့တော်တော်ဒေါသထွက်နေမှာပဲလို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူဖြစ်သူပြောတဲ့အတိုင်းပဲဖြစ်လာတာ哦เนาะသူပြောတဲ့ဟာအလောက်တည်းအောင်မှမဟုတ်ဘူးဒါပေမဲ့ကျမတို့ကဟိုလင်မယားတောင်ဖြစ်သွားသေးရဲ့လေအိမ်အောင်ကြတာလဲသူ့နဲ့ပဲကြလိုက်တယ်ဆိုတော့တော်တော်သူ့ဘက်ကကြည့်လို့ရှင်တော့ဒါတော်တော်ခံရခဲ့မဲ့အရာပဲပေါ့เนาะသူ့စိတ်ထဲမှာထင်မှာပဲလို့အော်ဟို အဲဒီမျိုးသမီးကငါ့ကိုတစ်ချိန်လုံးချီလုံခဲ့တယ်လို့ထင်ပါတကယ်တော့လုံးဝမဟုတ်နေဘူးပေါ့နော်ဒီကိစ္စတွေအကုန်လုံးကသူနဲ့ပြီးပြတ်သွားမှဆက်ပြီးဖြစ်လာတဲ့ကိစ္စတွေပေါ့နော်ဒါတွေကဘာပြောခါမှမပါနေဘူးဆိုတော့ جماعه အဲ့ဟာလေးကိုစဉ်းစားမိရဲ့အဲ့တော့အဲ့ဒီလိုမျိုးပေါ့ကိုယ့်ရဲ့စိတ်ထဲကဆန္ဒပြုမှုတွေကမကောင်းတာဆိုလို့ရှိရင်ဘာဖြစ်လို့ဖြစ်လဲနော်အဲ့တော့မကောင်းတဲ့ line တွေကကျမတို့စီမှာပို့ပြီးတော့ strong ဖြစ်တယ် အေးတဲ့လှိုင်းကိုကျမတို့က strong ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ဗာလေအေးတဲ့အစာတွေကျွေးရမှာပေါ့နော် spiritually nourish ဖြစ်တဲ့ဟာနော်ကိုယ့်ရဲ့စိတ်နှလုံးသားမှာနော်ဟိုအာဟာရပြည့်အောင်ပေါ့နော်အေးတဲ့အစာကိုပို့ပြီးတော့ကျွေးရ spiritual အဲဘက်ကနေပြောမယ်ဆိုလို့ရှိရင်တော့အေးတဲ့အရာတွေကိုပို့ပြီးတော့ အထဲကိုထည့်ပေးရမယ်အတွင်းလေးကိုထည့်ပေးရမယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ဘာဖြစ်လာနိုင်မလဲဆိုလို့ရှိရင်ပို့ပြီးတော့နော်ကျမတို့ရဲ့ဒီ positive energy line နေ frequency တွေ wave တွေနော်ဒါတွေကလည်းပို့ပြီးတော့အေးတယ်အဲ့တော့အေးတာနဲ့တူတူအေးတဲ့အရာတွေကိုလေကျမတို့ကပို့ပြီးတော့စွန့်ငင်သွားနိုင်မှာဖြစ်တယ်နော်အဲ့တော့ဒီ talk လေးမှာကျမပြန်ပြီးတော့ပြောပြချင်တာကဘာလဲဆိုလို့ရှိရင် ကျမတို့ divine timing ဆိုတာကိုလည်းယုံကြည်ပါနော်ပြက်စရာရှိလို့ရှိရင်ကျမတို့ကပြက်တယ်ဖြစ်เสียရှိလို့ရှင်လေ ဖြစ်တယ်တွေးစရာရှိတဲ့သူနဲ့တွေးတယ်မတွေးရတော့မဲ့သူနဲ့ဆိုလို့ရှိရင်ဘယ်တော့မှပြန်တွေးစရာအကြောင်းမရှိတော့ဘူးနော်အဲ့တော့ဒါက trust the process ပါပဲ trust the universe ပါပဲပြီးရခါမှာကိုယ့်ရဲ့စိတ်ထဲမှာရှိရဲ့အာချစ်ချင်းမြတ်တာပေါ့နော်ဘယ်ကလာလဲဒါကိုလည်းစမ်းစစ်ကြည့်ပါနော်ကိုကအပူကနေလာတယ်ဆိုလို့ရှိရင်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင်ကျမတို့ကအပူတွေကိုပဲခံစားရရှိမှာဖြစ်တယ်ဒါမှမဟုတ်ကျမတို့က အေးတဲ့ဘက်ကနေပြီးတော့ကျမတို့သွားတယ်သူ့ရဲ့အကျိုးလိုလာပြီးတော့ကျမတို့ပြောရဲဆိုရဲပေါ့နော်ဒါတွေကကျမတို့လူလူတယောက်နဲ့တယောက်ပတ်သက်မှုတွေရှိရဲချိတ်ဆက်မှုတွေရှိနေရဲ relationship တွေရှိနေရဲ marriage တွေရှိနေရဲဆိုလို့ရှိရင်ဒီလိုမျိုးပတ်သက်မှုတွေပြောဆိုမှုတွေကတော့ အမြင်နဲ့မရှိနေမှာပဲကျမတို့ပြောနေဆိုနေမိကြမှာပဲဒါပေမဲ့အဲ့လိုပြောတဲ့အခါတိုင်းမှာဘာလဲဆိုလို့ရှိရင်ဟိုတရက်သေးစုပ်ကင်ထားတဲ့ဟာမျိုး detachment လုပ်ပြီးတော့ပြောစီခြင်းနဲ့ပေါ့နော် attachment လုပ်ပဲနဲ့ detach လုပ်ပြီးပြောစီခြင်းနဲ့ကိုပြောစရာရှိရအောင်တော့ပြောတယ်ဒါပေမဲ့လက်ခံတာလက်မခံတာနဲ့ light လောက်တာမလောက်တာဒီသူ့အပိုင်းပဲပြောင်းလဲတာမပြောင်းလဲတာဒီသူ့အပိုင်းပဲကိုကတော့ ကိုမြင်တဲ့ဟာကိုပြောတယ်ပြောစရာရှိအောင်ပြောတယ်ပြီးတော့ surrender လုပ်လိုက်ပါ detach လုပ်လိုက်ပါဟိုတချို့ကိစ္စတွေမှာကျမတို့ကပြောင်းစီခြင်းနေဆိုပေမဲ့လည်းမပြောင်းသူ့ပြောင်းမှရမယ့်အရာတွေရှိတယ်เนาะနောက်တစ်ခုက तू ကတော့ကိုယ့်ပုံမှာဒီလိုပြောင်းနေသွားတယ်မနေမနှွေးထွေးတော့ဘူးပါညာအစားရှိသမျှဒါမျိုးတွေဖြစ်တယ်ဆိုရင်လည်းစိတ်ထဲမှာအမြဲမှတ်ထားပေးစီခြင်းတာတကူကပါလဲဆိုလို့ရှိရင်လူတွေကပြောင်းလဲတတ်ပါတယ်လောကကြီးကလည်းပြောင်းလဲနေပါတယ်အရာအလုံးကတသမတ်ထဲဖြစ်မနေဘူး အရာအားလုံးကိုလည်းကျမတို့ကပိုင်းဆိုင်နေလို့လုပ်လို့မရအောင်အဲ့ဒါဒီအတိတ်ပဲမရှိဘူးเนาะသူ့ကိုမှကျမတို့ကပိုင်းဆိုင်ပါတယ်သူကကျမတို့အလိုအတိုင်းကိုပြောင်းလဲပေးရပါမယ်ဒီလိုမျိုးဖြစ်ရပါမယ်ဆိုတာမရှိဘူးကျမတို့ကိုယ်တိုင်လည်းပြောင်းလဲတတ်တယ်အဲ့လိုမျိုးပဲသူတို့တွေကလည်းပြောင်းလဲတတ်ပါတယ်တခြားသူတွေကလည်းကျမတို့လိုပဲပြောင်းလဲတတ်တယ်အရင်တော့ကနော်နွေးထွေးခဲ့တဲ့သူကအခုချိန်မှာမနွေးထွေးတော့ဘူးအေးဆက်သွားတယ်ဆိုလို့ရှိရင်လည်းဒါကဘာဖြစ်လဲဒါလက်ခံလိုက်ဖို့ပဲရှိတာပါ အဲ့တော့နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ကဘဝမှာလိုချင်တာတခုရတယ်တူတူရှိချင်တဲ့သူနဲ့ရှိရတယ်သူနဲ့တူတူသွားလို့ရတယ်เนาะဒါအရင်ကံကောင်းပါတယ်ကံကောင်းတဲ့သူတွေကဒီလိုမျိုး relationship တွေအိမ်ောင်ရေးတွေเนาะဒါချစ်သူတွေကိုကြုံတွေ့ရတယ်ဒါတွေကလည်းဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒါက universe ကကျမတို့ကိုပြတာပေးတဲ့ direction တခုပါပဲလမ်းညွှန်ချက်တခုပဲဒီလမ်းကကျမတို့သွားလို့ရတယ်ကျမတို့နှစ်ယောက်စလုံးပျော်ရွှင်တဲ့အလိုသဘောပါပဲအ ဒါပေမဲ့တချို့ကိစ္စတွေမှာတော့သူနဲ့ကဘလို့မှအဆင်မပြေဘူးပြောစရာလည်းမရှိဘူးเนาะနှစ်ရက်တခါရင်ဖြစ်ပြီးတော့အကူအညီတွေပဲပေးနေတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒါက universe ရဲ့ protection ပါပဲဒါကိုလည်းဝန်နေမနေပါနဲ့ဒါကကိုယ့်အတွက် universe ကကာကွယ်ပေးတာတခုဖြစ်တယ်ဒီလိုမျိုးနဲ့ပြတ်သွားတယ်ပြီးသွားတယ်အတွက်ကြောင့်မလို့ဟိုဘာမှဖြစ်နေကြအကြောင်းမရှိဘူးဒါကကိုယ့်အတွက်ကာကွယ်ပေးလိုက်တဲ့အရာတခုပဲပေါ့နော်သူနဲ့အတူတူမရှိတော့ဘူးမရှိသင့်တော့ဘူးဆိုတာလဲကိုယ့်ကို ဟို universe ကကာကွယ်ပေးလိုက်တယ်เนาะ divine timing တခုပါပဲဆိုတာလေးကိုကျွန်မပြောရင်းနဲ့ဒီ talk လေးကိုလည်းဒီနေရာမှာပဲရက်လိုက်ပါတယ်ဆိုတော့အားလုံးပဲ